အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Football and Live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်တော့ဒီလေးတနေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါပြီ။အဲ့တော့ကျွန်တော်မန်ချက်စတာယူနိုက်တက်သတင်းကြောင်းပဲဒီနေ့ညနေမှလည်းတစ်ချက်တော့ပြန်ပြီးတော့ပြောပြချင်တာဖြစ်ပါတယ်။ဒါကကျွန်တော်ငကိုတဲ့ plan လုပ်ပြီးသားသတင်းမှလို့ဒါကျွန်တော်အနေနဲ့ငါးနာရီသတင်းမှတင်ဆက်ပေးတာဖြစ်။အဲ့တော့မန်ချက်စတာယူနိုက်တက်အသင်းနေဒီနှစ်အပြောင်းအရွှေ့မှာဒါကျွန်တော်အဝယ်မှာလည်းဒါကျွန်တော်မြန်မြန်ဆက်ဆက်လုပ်နေတာကိုတွေ့ရမယ်။ Matthews ခေါ်နာကူလည်းတရားဝင်ခေါ်ယူခဲ့ပြီးနောက်ပိုင်းမှာဒါ Brian and Bwambu ကလည်းမကြခင်မှာတရားဝင်ခေါ်ယူနိုင်တော့မှဖြစ်တယ်ဆိုကျွန်တော်အကုန်သိပြီးသားဖြစ်လိမ့်မယ်။မကြခင်မှာ Brian and Bwambu ကလည်းရှိမှာဒါညှိတုံးပေါ့ဗျာ။နော် ဒါကျွန်တော်တို့ here we မကြခင်ဂိုးနိုင်နေဆိုတဲ့အပြောင်းရွှေ့တစ်ခုပေါ့ဒါပေမဲ့ United အဝင်တွေကြီးပဲကျွန်တော်ပြောနေပြီးအထွက်မှာလေ United ကအလုပ်တွေကိုတောက်လျှောက်လှုပ်ဆောင်နေဆိုတော့ဒါကိုကျွန်တော်သတိထားရမယ်အဲ့တော့ United အသင်းနဲ့ဒီအပြောင်းရွှေ့အထွက်မှာဘာတွေများလှုပ်ဆောင်နေလဲဒါတွေကိုကျွန်တော်နည်းနည်းလေးဒီဒီပြောဖို့လိုလာခဲ့ပြီအဲ့တော့ဒါတွေကိုကျွန်တော်နည်းနည်းလေးဆွေးနွေးရအောင်အဲ့လက်ရှိမှာ Manchester United အသင်းနဲ့အခုလက်ရှိအငှားချထားတဲ့ကစားသမားတွေကနေပတ်စံရဖို့ဆိုတာရှိတယ်ဒါပေမဲ့အခုလက်ရှိမှာ United အသင်းနဲ့မထက်မှတ်ပဲနေတာပေါင်းဆို ေါင်၈သန်းနဲ့9သန်းကြားယူရို10သန်းလောက်ရဖို့အတွက်အကြောင်းတစ်ခုဖတ်လာခဲ့တယ်။အဲ့ဒါကဘာလဲဆိုတော့ United အသင်းလက်ရှိလူငယ်ကစားသမားစီကနေပြတာ Benfica ကဝယ်ထားတဲ့ကစားသမားမှတ်မိလိမ့်မယ်။အဲ့ဒါကဒါကျွန်တော်တို့ Everton Fernandez ပေါ့နော်။ Everton Fernandez ကိုရခုလက်ရှိဒါကျွန်တော် Real Madrid အသင်းနေနဲ့ဒါကျွန်တော်တို့သူတို့နေနဲ့ယူရိုသန်း90ကျော်ပေးပြီးတော့ဒီကစားသမားကိုဝယ်ယူတော့မှဖြစ်ပြီးတော့တည်င်းတွေထွက်ပေါ်လာခဲ့။အဲ့တော့ဒီကစားသမားရဲ့အပြောင်းရွှေ့ကနေပြီးတော့ Manchester United အသင်းနေနဲ့15ရာခိုင်နှုန်းနဲ့အာ20%လောက်ရမယ်တဲ့ကြောင့်10သန်းလောက်နီးနီးပြန်ရတော့မယ်လို့သိရတယ်မှာပါ။အဲ့တော့ United ဒီကျွန်တော်တို့ဒါပထမဆုံး ွေရမယ်ပတ်စံကတော့ဒါတစ်ဖက်ဒါအသင်းစီကနေပြီးတော့ဒါကျွန်တော်တို့ဟို ရဘူးကျွန်တော်တို့ဒါကို percentage ကတင်ရတဲ့ပတ်စံပါအဲ့တော့ United အသင်းနဲ့ဒါကျွန်တော်ပထမဆုံးသူတို့ရဲ့ဒါဝင်ငွေတစ်ခုနေနေတာကျွန်တော်ကစားသမားဒီစီကဝင်ငွေတစ်ခုနဲ့စတင်ပြီလားဒါပေမဲ့ United အသင်းနဲ့ဒါအမှန်တမ်းပြောမလို့ဒီနှစ်နွေရာဒီကသူတို့နဲ့ကစားသမားအယောင်းတွေကပတ်စံကိုမြေမြမြရမယ်လို့အကုန်လုံးက expectation ရတော်လေးမြင့်မာတာတယ်။ဘာကြောင့်လဲ။ဥပမာဒါ example ရပြောမလို့ market ratio ရဲ့အပြောင်းရှိ ratio အနေနဲ့ဒါကျွန်တော်အမှန်မှန်ဒါ Sovla အသင်းကပေါင်တန်း၄၀ပြီးပြီးတခါတည်းဝယ်သွားခဲ့ပြီလို့အကုန်လုံးထင်ထားခဲ့ပေမဲ့ ratio ရဲ့အပြောင်းရှိကမဖြစ်လာခဲ့ဘူး။ဘာလို့ဆို Aston Villa အသင်းနေနေဒါကျွန်တော် Champion League မဝင်ခဲ့တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါ market ratio ကိုဝယ်ယူ နိုင်တဲ့အနေအထားမှမရှိဘူးဒါအပြောင်းအရွှေ့ဈေးကြီးတယ်ဆိုရတဲ့ market rate တွေလောက်ကလာစားဖြစ်တဲ့တပတ်လောက်ကလာစား3သိန်းနဲ့3သိန်းခွဲကြောက်ကိုမပေးနိုင်တဲ့ကြောင့်မို့ဒါကျွန်တော်တို့တို့အနေနဲ့မဝေနိုင်ခဲ့တာဖြစ်တယ်ဒီနေ့မှ Aston Villa ဘက်ကဒါကျွန်တော် market rate ကိုလောက်ကလာစား short နေမှုနဲ့ဒါတရားဝင်ကန့်လတ်မှုလည်းမလုပ်ခဲ့လို့ market ratio ကလည်းဒါ local ဆို short ပြီးတော့ဒါ aston villa အသင်းမှာ15ဆက်ကစားမယ်ဆိုပြီးတော့တရားဝင်ပြောဆိုမှုလည်းမလုပ်ခဲ့ဘူးလို့သိရတယ်ဒီမှာပါတယ်အဲ့တော့ market ratio ကိုလည်းရှိမှာဒါ manchester united အသင်းစီပြောင်းလာခဲ့ပြီဖြစ်ပြီးတော့ ratio တယောက်ကတော့ manchester united အသင်းကစားသမားလက်ရှိမှာပြန်ဖြစ်သွားပြီဖြစ်တယ်အဲ့တော့ ratio ကိုတော့အခုလက်ရှိမှာတရားဝင်စိတ်ဝင်စားနေတဲ့ club ကတော့ barcelona ဖြစ်တယ် barcelona အသင်းနဲ့ဒါကျွန်တော်တို့သူတို့ရဲ့အင်္ဂလန်ကစားသမားခေါ်ယူမှုမှာ market ratio က number 1ပြတ်မှတ်ထားရခဲ့တယ်လို့သိရတယ်ဒီမှာပါတယ် market ratio ရဲ့အဓိကလက်ရှိပြဿနာသူ့ရဲ့ ခလာစာဖြစ်တယ်တပတ်လာကတော့3သိန်းနဲ့3သိန်းခွဲကြဖြစ်ပြီးတော့ပေါင်းရမယ်ဆိုတပတ်လုခလာစာယူရို4သိန်းလောက်နီနီဖြစ်နေတဲ့ပတ်စံကဘာစလိုနာအတွက်အကြီးမားဆုံးဟန်တာမှုတစ်ခုဖြစ်တယ်ဘာစလိုနာအတွက်အကြီးမားဆုံးဟန်တာမှုကဒီလုခလာစာတည်းမဟုတ်ဘဲနဲ့သူတို့အနေနဲ့ဒါကျွန်တော်တို့ market ratio ရဲ့အပြောင်းရွှေ့ရဲ့ဈေးကလည်းဟန်တာတစ်ခုဖြစ်တယ်ပေါင်တန်း40ဆိုရင်ယူရိုတန်း90နဲ့55တန်းပတ်ချလဲဝင်းညာရှိတဲ့အပြောင်းရွှေ့ဖြစ်တဲ့ကြောင့်သူတို့အနေနဲ့ဒီကစားသမားကိုလက်ရှိဒါကျွန်တော်တို့ငွေကြေးလေးပြန်ပြီးတော့အခုလက်ရှိတဲကာစားရှိတဲ့အချိန်တစ်ခုမှာကစားသမားတစ်ယောက်ကိုဒီလိုမျိုးတန်းကို10နဲ့ချီပြန်ဝယ်ဖို့ဆိုတော့တော်တော်လေးကိုမလွယ်တဲ့အနေအထားတစ်ခုဖြစ် သွားနိုင်ရောကြောင့်မို့ market ratio ကိုတော့ဒါလက်ရှိမှာ Barcelona အသင်းကလိုချင်တယ်။ဒါပေမဲ့ငွေကြေးအခြေအနေကမတက်နိုင်သေးဘူးဖြစ်တယ်။ United ဘက်ကတော့ရှင်းတယ် market ratio ကိုလွှဲချင်တယ်ဆိုတော့လက်ရှိမှာ Aston Villa အသင်းဘက်ကိုဈေးသတ်မှတ်ထားခဲ့တဲ့ဈေးတိုင်းပဲပေါင်တန်း40ပေးတာနဲ့ market ratio ကိုခေါ်ယူလို့ရနိုင်ပြီဆိုတဲ့ပုံစံမျိုးကိုလက်ရှိသတင်းတွေကထွက်ပေါ်နေတာကိုတွေ့ရမယ်ဒီမှာပါတယ်။အဲ့တော့ market ratio လက်ရှိမှာစိတ်ဝင်စားတဲ့ club တွေကအများကြီးအများကြီးရှိတယ်။ဒါပေမဲ့လက်ရှိမှာ market ratio ရဲ့အဓိကပြဿနာကသူ့ရဲ့လောက်ခလက်စားကအင်မတန်မြင့်မားလို့နဲ့တကြောင်လို့ခေါ်ယူမဲ့ club တွေကဒါကို၃ကလောက်ပြန်ပြီးစဉ်းစားရနေတာမှရှိတယ်။ နှခါမှုသုံးခါလောက်ဘောနော်အဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ကောလဟန်လာတဲ့ Tottenham Hotspur တင်ကျွန်တော်ရဲ့အသင်းကလေးဒါ left wing လိုအပ်ချက်ကြောင့်မလို့ Matthias Teda မခေါ်ခဲ့ဘူးဆိုရင်လည်း market ratio ကိုစဉ်းစားရတယ်ပြဿနာက market ratio ကခုနကလုတ်ခလာစာမြင်မှားလို့နေအတွက်ကြောင့်မို့စပါတင်နဲ့လက်ရှိမှာခေါ်ယူမယ်ဆိုရင်တော့ market ratio ကလုတ်ခလာစာရှော့ယူမှာရအဲ့တော့ market ratio ကလည်းရှင်းတယ်လေလုတ်ခလာစာရှော့ယူမှာစပါတင်ပဲသွားမယ်သူနေနေတာကြောင့် Barcelona တင်သွားမှာပေါ့ Barcelona တင်နဲ့လက်ရှိလုတ်ခလာစာရှော့ယူမယ်ဆိုရင်တော့ဒါ market ratio စိတ်ဝင်စားတယ် ဘာစုနာတဲ့တာတကယ်တမ်းငွေပေးပြီးခေါ်နိုင်ခဲ့မယ်ဆိုရင် market ratio ကဒီအပြောင်းရွှေ့မှာသူ့အနေနဲ့လုခသားစာ short ဖို့အတွက်ဝင်မလေးဘူးလို့သိရတယ်။အဓိကဒီထဲမှာစန်ချိုနဲ့ market ratio ရဲ့ကွာခြားချက်ကဒါပဲလို့ကျွန်တော်အနေနဲ့မြင်တယ်။စန်ချိုအနေနဲ့လက်ရှိမှာဒါသူ့ရဲ့လုခသားစာလုံးဝတပြားမှမ short ပြီးနိုင်တဲ့ချိန်မှာ market ratio ကသူ့ကြိုက်တဲ့ club ပြပြောင်းရမယ်ဆိုရင်တော့တပတ်လုခသားစာကျွန်တော်ဒါ euro 2သိန်း2သိန်းခွဲလောက်ပတ်ချလိုက်နေတဲ့သူ short ပြီးနိုင်တယ်။သူ့အနေနဲ့သူ့ဒီအဓိက market ratio ကဘောလုံးပြန်ကစားရဖို့ရည်သူရည်က market ratio တဲ့အရေးကြီးတယ်။အဲ့ဒါက market ratio ရဲ့အဓိကအဲ့တော့ United သိန်းရဲ့ ratio ကိုလာမယ့်နေရာဒီမှာပေါင်သန်း40နဲ့ဆက်လက်ပြီးရောင်းချဖို့ တွက်ပြင်ဆင်နေစေဖြစ်ပြီးတော့ဒီအပြောင်းရွှေ့ကနေပဲငွေထပ်ပေါ်လာဖို့တော့ယူနိုက်တက်အသင်းကမျှော်လင့်တယ်လို့သိရတယ်မှာပါအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ နောက်ထပ်အယောင်စီတင်ထားကစားမဆန်ချိုပဲဆန်ချိုကိုလည်းရှိမှာဒါတရဝင်း Chelsea ဘက်ကနေပြန်ပို့လိုက်ပြီဖြစ်တယ်ဒါကျွန်တော်တို့ပေါင်5တန်းပေးပြီးဒီကေပြောမယ်4.5တန်းပေးပြီးတော့ဒါ Chelsea အသင်းကနေတော့ဒါ Manchester United ကို Jadon Sancho ပြန်ပို့လိုက်ပြီ Jadon Sancho ကိုပြန်ပို့လိုက်တဲ့အချိန်မှာလက်ရှိမှာ Manchester United ကတပတ်လုခလာစား3သိန်းနဲ့3သိန်းခွဲ Jadon Sancho ကိုပြန်ပြီးပေးနေရပြီအဲ့တော့ဒါမနစ်ကအင်းရောဆိုအုပ်စုလုခဲ့တဲ့ Rashford Sancho တို့ကိုဒါနှင်ထုတ်ခဲ့တဲ့အစီအစဉ်မှာအခုလက်ရှိပြန်ရောက်လာပြီဖြစ်ကြောင့်မို့ဒါ Casemiro ပါဝင်ဒါ Bruno Fernandes လက်ရှိမှာ Sancho ဒါကျွန်တော်တို့ Marcus Rashford ဒါ လောက်ခလဆာ3သိန်းနဲ့ထက်ကစားသမား4ယောက်ပြောင်းဖြတ်သွားတဲ့ကြောင့် Indios တို့အုပ်စုတော်တော်လေးကိုအုံနောက်ပြန်ဆားနေအဲ့တော့ Sancho ကိုတော့လက်ရှိမှာဒါကျွန်တော်တိဘလောက်က Galata Sarri ကခေါ်ခြင်းနဲ့သူ့ရဲ့အပြောင်းရွှေ့ဖြစ်တဲ့25နဲ့5တန်းကဘာလို့မှမမူဒါ United ဘက်ကဒီထက်ခေါ်ယူမယ်ဆိုရင်ဒါဒီထက်အများကြီးဈေးလျှော့ပေးဖို့ရှိသေးတယ်ဒါပေမဲ့အဓိကပြဿနာက Galata Sarri အနေနဲ့ခုန Market Rashford လိုပဲ Jadon Sancho ရဲ့လောက်ခလဆာကအင်မတန်မှမြင့်မားလို့တဲ့ကြောင့်မလက်ရှိမှာခေါ်မယ့် club တွေကတွန့်ဆုံနေဖြစ်တယ်ဒီမှာမှဒါ Sancho နဲ့ Rashford နဲ့အဓိကကွာခြားချက်က Rashford ကသူ့ကြိုက်တဲ့ club သာပြောင်းရမယ်ဆိုလောက်ခလဆာရှော့ယူပေးဖို့တော့ ready ဖြစ်ပေမဲ့ Sancho ကလက်ရှိမှာသူ့နဲ့သူ့ရဲ့လောက်ခလ ာဇာကိုလုံးဝ short ယူပေးဖို့အတွက်အစီအစဉ်မရှိဘူးအဲအကယ်၍သာ United သင်ကဆန်ချူကို ထုတ်မယ်ဆိုတော့လက်ရှိအန်ဒီထားရဆာယုတ်တန်တစ်နှစ်ပဲကျန်တော့တဲ့ကစားသမားဖြစ်တဲ့ကြောင့်မို့ဒါအငှားနဲ့ထုတ်လာစားတဝက်ဆိုင်ပြီးတဲ့ဆိုတဲ့လက်ရှိမှာ Chelsea တုန်းကပုံစံမျိုးပဲ United ကထပ်လုပ်ပေးရမယ်တဲ့မှာပါတယ်အဲ့တော့လက်ရှိမှာ United ကဒီအပြောင်းရွှေ့တဲ့ပတ်သက်ပြီးတော်တော်လေးကိုစိတ်ပြန့်နေပြီးဆန်ချူကိုလည်း Ineos Osu ကအရန်ကြီးကိုစိတ်ပြန့်နေလို့သိရတယ်မှာပါအဲ့တော့ Rashu နဲ့ဆန်ချူဆိုရင် Rashu ကတော့မှ Rashu ကတော့မှပို့ပြီးတော့မြင်မြန်ဆက်ဆန်ရောင်းထွက်သွားဖို့အတွက်အခွင့်အရေးတွေများတဲ့ကစားသမားဆိုတာလုံးဝလုံးဝငြင်းစရာမလိုဘူးလို့မြင်တယ်အဲ့ဒါလက်ရှိဖြစ်ပျက်နေတဲ့အဖြစ် ကတကူပေါ့เนาะတော့လက်ရှိမှာနောက်ထပ်ဒါအငါးထွက်ကစားပြီးဒါလက်ရှိမှာတော်တော်လေးကိုဒီ market ratio တို့စံချိုးတဲ့ဆိုင်လူကြိုက်များနေကစားသမားတယောက်ရှိအဲ့ဒါကတော့မတင်မဲ့ပဲ ਨੇ အန်တိုနီပဲအန်တိုနီကိုအခုလက်ရှိမှာ real betis က conference league မှာရှုံးခဲ့ပေမဲ့ဒါ real betis နဲ့ဒါအန်တိုနီကိုနောက်ထပ်တစ်နှစ်အငါးထပ်ပြီးတော့လိုချင်တယ်သူတို့နေနောက်ထပ်တစ်နှစ်ပြီးရင်တော့အပိသက်ဝယ်ယူပိုင်ခွင့်ဆိုတဲ့ပုံစံမျိုးလေးလုပ်ချင်ပေမဲ့ united ကလက်ရှိမှာဒါကျွန်တော်တို့အသင်းကငွေလိုအပ်နေတဲ့ကြောင့်အငါးတော့ထပ်ပြီးမချတော့ဘူးလိုချင်တယ်ဆိုရင်တော့အပိသက်ခေါ်ယူမယ်ဆိုတဲ့ပုံစံမျိုးကိုဒါတရားဝင်ခွင့်ပြုထားတာဖြစ်တယ်အဲ့တော့အန်တိုနီကိုတော့အခုလက်ရှိမှာ juventus Juventus တို့ Atletico Madrid တို့ Napoli တို့ဒါစိတ်ဝင်စားရှိတယ်။လက်ရှိမှာ Atletico Madrid ကတော့ Antony ရဲ့လက်ရှိစိတ်ဝင်စားဆုံး club တွေကတခုဖြစ်တယ်။ United အသင်းနဲ့အခုလက်ရှိမှာ Antony ရဲ့အပြောင်းအရွှေ့အတွက် Euro ပေါင်တန်း40ပေါင် Euro တန်း40ပေါင်35တန်းနဲ့ပေါင်တန်း32တန်းကြားတဲ့သူတို့နေဈေးသတ်မှတ်ထားတယ်။အဲ့တော့ Antony ကိုလက်ရှိမှာ Premier League club ဖြစ်တဲ့ Brentford ကလည်းဒါ M1 ပို့တာအသင်းကထွက်သွားခဲ့မယ်ဆိုတော့ Antony ကို တောမက်ဖရန့်ကစိတ်ဝင်စားနေဆိုတဲ့သတင်းတွေနဲ့ကောလာဟာလာတဲ့တချို့ကောလာဟာလာတွေမှာဒါ M1 ဘွေအပြောင်းရွှေ့မှာအန်တိုနီကိုတော့တစ်စိတ်တစ်ပိုင်းအနေနဲ့အသုံးပြုသွားနိုင်တယ်ဆိုတဲ့သတင်းတွေတောက်လျှောက်တောက်လျှောက်ထွက်ပေါ်နေခဲ့တယ်။ United အသင်းကဒီအပြောင်းရွှေ့တွေကနေပြီးအခုလက်ရှိမှာဒါမနစ်ကပေါင်သတ်တရာလောက်ရမယ်လို့ထင်ထားခဲ့ပေမဲ့အခုလက်ရှိမထင်ထားခဲ့တဲ့အပြောင်းရွှေ့က10သန်းလောက်ရခဲ့ကျန်တဲ့အပြောင်းရွှေ့တွေကပတ်စံမရသေးဘူး။အခုလက်ရှိမှာအယောင်စီးတင်ထားတဲ့ကစားသမားတွေမထင်ဒါကုနာပေါ်လို့အငှားထွက်တဲ့ကစားသမားမဟုတ်ပဲနဲ့ကနာချိုစီကနေ United အသင်းကပေါင်သန်း60လောက်ရဖို့အတွက်မျှော်လင့်နေ။ကနာချိုကဒီနေ့ညရာသီမှာထွက်ဖို့အများဆုံးတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ဒီအပြောင်းရွှေ့က ော်ယူနိုက်တက်အသင်းနဲ့မျိုးမျိုးရဲမြဲရလောက်မယ်လို့သူတို့နေယူဆတယ်ပြီးတော့ဒါအကယ်ဒမီကစားသမား ဖြစ်တဲ့ကြောင့်မို့ပတ်စံအပြည့်အဝပြန်ရမယ်လို့သူတို့နေမြုံစီးတယ်လက်ရှိမှာ Chelsea Napoli ဒီလိုကအသင်းတွေကတရားဝင်စကားပြောနေပြီးတော့ Tottenham Hotspur အသင်းကလည်းစိတ်ဝင်စားနေလို့သိရတယ်မှာပါတယ်နောက်ထပ်ကစားသမား ရောင်းတင်တင်ထားတာကတော့ဒါ White Land ဖြစ်တယ် White Land ကတော့ Manchester United အသင်းနဲ့ဒါ Euro တန်း90 45ပေါင်တန်း40နဲ့45တန်းပတ်ချာလဲစားဈေးသတ်မှတ်ထားတယ်အခုလက်ရှိမှာ Atlanta Napoli Inter Milan တို့ကလည်းဒါ White Land တို့အုပ်စုကိုစိတ်ဝင်စားနေတာဖြစ်ပါတယ်အဲ့လိုက်ရှိမှာ United အသင်းနဲ့လာမယ့်နွေရာဒီအဲ့ ဒီနှစ်တွေရာဒီအပြောင်းအရွှေ့မှာတော့အ ਨੇ ဆုံးပေါင်တန်းတရာ အ ਨੇ ဆုံးလောက်တို့အနေနဲ့ဒါအပြောင်းရွှေ့ကနေပြန်လူချင်းနေပြီးတော့အခုလက်ရှိခေါ်ယူထားတဲ့ကစားသမားတွေရဲ့ဒါဈေးကိုတော့ cover ပြန်လုပ်နိုင်မယ်လို့ယူဆရတယ်။ဒါပြင်ကျွန်တော် United ကဒါကစားသမားအပြောင်းရွှေ့ကပဲငွေရှာမှာမဟုတ်ဘဲနဲ့ဒါကျွန်တော်လက်ရှိလုခလဆာဒီကနေလဲဒါ short ချမှုကနေငွေပြန်ရှာသွားမယ်လို့ဒီရတယ်မှာပါတယ်။အဓိကတော့ Rashford Sancho တို့ကိုအသင်းကအမြန်ဆုံးနှင်ထုတ်ပြီးတော့လုခလဆာများတဲ့ကစားသမားတွေအသင်းကနေပါထုတ်ဖို့စဉ်းစားရတယ်။ Casemiro နဲ့ Kola Hala တွေရဲ့သတင်းတွေအများကြီးထွက်နေပါတယ်။ဒါလည်းပါပဲ။ပေါ်လုံးဝဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာကျင်းလို့စပောင်းကိုကြည့်လို့ရပါတယ်။မြန်မာပြည်လက်ကလစ် မမိကြပါနဲ့ဗျအောက်ကကွန်မန်နေတဲ့မှာလေ youth sport media 3.0ဆိုတဲ့ db for you တွေလင်းလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မဆော့ကွန်တီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရမြန်မြန်လက်ကလစ်ဖို့မမိကြပါနဲ့မြန်မြန်ကလစ်မှမြန်မြန်နိုင်ငံဖြစ်ပါတယ်အားလုံးမကျွတ်တမာရေကောင်းမွန်တော့ဒီလေးဒီနေ့ဖြစ်ပါစို့ဒီနေရာကနေပြီးဆုမွန်အောင်တောင်းပေးလိုက်ပါတယ်အားလုံးမကျွတ်တမာရေကျော်တော်ကုန်ပြီပါဗျဒီပါဗျ